ိုလုံရင်ကိုရပါလိမ့်မယ်တရားဟာမိမိတို့ကထင်းနေတာကတရားရတာမဟုတ်သိတာကိုခန္ဓာမှာဖြစ်တာတွေကိုသိတော့သိလိုက်တော့ကိုမှရှိတဲ့လောဘဒေါသမောဟလို့ပြောတဲ့စိတ်တွေအလိုတွေမခံရင်တာတွေအဲ့ဒါတွေချုပ်ငိမ့်ချုပ်ငိမ့်သွားတာဒါတရားခေါ်တာပါပဲဒီခန္ဓာထဲမှာရှိတဲ့မခံရင်တဲ့စိတ်တွေလောဘစိတ်ဒေါသစိတ်မောဟစိတ်ညာကစိတ်မြစ္ဆရိယဥဒိစ္စ မနေ့ပဲဆိုမောဟနဲ့အရင်တိုးတာပဲမနေ့ဆိုဘုန်းတော်မောဟတိုးတာပဲရှုခိုင်းပြီးနဲ့ရွှင်ရွှင်နဲ့ညင်းနေအဲအဲ့ပုဂ္ဂိုလ်ကမောဟပဲမဘာအတိမှမရှိသူဝင်လေထွက်လေသိမပေါ့ဒါဘုန်းဘုန်းတို့လည်းဖြစ်ခဲ့တော့သိတာပေါ့ဒါမိမိတို့တော့မသိတော့ဘုန်းဘုန်းတို့သတိပေးရအဲ့တော့ဒီစိတ်တွေဟာအမှန်ပါတပြေးပြေးနဲ့အလင်းအောင်လာတော့အမှောင်ကြီးပျောက်ကွယ်သွားတယ်လို့ပဲအဲ့ဒါကိုတရားရတယ်တရားသိတယ်ပြောတာ အဲ့ဒါဘာမှမဟုတ်ဒီခန္ဓာထဲမှာညာရောက်သွားရင်သိကြပါလိမ့်မယ်။သီလပိုင်းတမာတိပိုင်းနဲ့တော့တမာတိဆိုရင်ဝင်ထဲမှာစိတ်ကလေးတီးပြီးတော့ယင်ထဲမှာစိတ်ကလေးငြိမ့်နေတာလို့ဝင်လေးမှာတီးနေတာလို့ဘယ်မှာတော့မသွားတော့ဘူး။အဲသူဝင်မှာတီးပြီးတော့ဝေဒနာနဲ့သူရှုတယ်။ဝင်လေးမှာပဲသူနေတယ်။အဲ့ဒါတရားမော်ဒီဒါသီလဝိသုဒ္ဓိစိတ်တဝိသုဒ္ဓိလောက်ရှိသေးတယ်။သီလနဲ့လည်းပြည့်စုံတာဝိသုဒ္ဓိဆိုတော့ဝိဇ္ဇာသူသုဒ္ဓိစင်ကြယ်တယ်။ အခုဘဝင်ရောက်ပြီးတော့စိတ်ကလေးတီးနေပြီးတော့စိတ်ကလေးငြိမ်းချမ်းနေတယ်မရဘူးတာတွေကုသဇဉ်တွေလောကလူတွေရကြတော့အမတန်အံ့ဩတယ်။ဟာတရားတဲကောင်းပါလားတဲဟုတ်ပါလားကလည်းတရားပဲအားထုတ်ခြင်းနဲ့မဲ့ကြတယ်။အဲ့ဒါသီစိတ်တဝိသုဒ္ဓိပဲရသေးတယ်။စိတ်ကလေးစင်ကြယ်သွားပြီဝိဆိုတာအထုသုဒ္ဓိဆိုတာစင်ကြယ်တယ်။စိတ်ကလေးစင်ကြယ်နေပြီအပြင်စိတ်မရောက်တော့ဘူးတရားအားထုတ်ရင်ဘုရောရင်လုံးရတဲ့စိတ်ကလေးကဝင်းနေချက်လေးအားထုတ်နေပဲနဲ့တော့ရောက်တောင်ရောက် ရောက်နေတာအခုတော့ရောက်ခွင့်မရှိတော့ခုခန္ဓာထဲမှာပဲဘုရားဝေဒနာနဲ့သိမ့်လိုက်တာကိုခန္ဓာမှာဖြစ်ပေါ်လာတဲ့တဏှာကြီးနှစ်နာရီဝေဒနာနဲ့ရှုလိုက်တော့စိတ်ကဝေဒနာနဲ့ဖန်တိတ်ချုပ်လိုက်တော့ဝေဒနာနဲ့ယုံကံပြီးတော့ချုပ်ငိမ့်ပြီးတော့ဘုံဝင်မှာရောက်သွားကြဘုံဝင်မှာလေးတေးတေးကြက်တက်တက်နင်းတင်းတင်းနဲ့ဘုံဝင်လေးမှာအဲ့ဒါလေးခံစားပြီးတော့နောက်ဆုံးဘုံဝင်မှာချုပ်သွားတော့စိတ်ကလေးကဘုံဝင်မှာငြိမ့်နေတယ်။ဘာနဲ့တူလဲဆိုတော့ ဘုံဘုံတို့တင်းမှုဆရာတွေဟောတယ်လို့မင်းတို့ကဝေဒနာတစ်ခါချုပ်ရင်မင်းတို့သိချာကြည့်နွားချီရကွတည်းမှာဝင့်နေတဲ့ဖားတငယ်လေးလို့တဲ့စိတ်ကလေးကဘဝမှာတီးပြီးတော့ဝင့်နေတယ်ဘယ်တော့မှမပြေတော့မထွက်ရတော့မထွက်တော့အမတန်ချမ်းသာခဲ့တာအဲ့ဒီတစ်ခေါက်လောက်ရောက်ဘူးကမဲ့ပြီဒါပါလဲဆိုတော့စိတ်တဝိသုဒ္ဓိစိတ်ပေါ်မှာစိတ်ကလေးစင်ကြယ်သွားပြီပညာဝိသုဒ္ဓိမလာသေးဘူးဒိဋ္ဌိဝိသုဒ္ဓိတွေမလာသေးဘူး အဲ့ဒီစိတ်ဓာတ်ဝိသုဒ္ဓိလောက်ပဲမက်ဖို့ထင်ကြတယ်အဲ့ဒါမက်ဖို့မဟုတ်သေးပါဘူးမက်ဖို့ဆိုတာဒါတွေမရှိဘူးတခါလဲဗလာဖြစ်နေတာရုပ်ဗလာနာမ်ဗလာဖြစ်ပြီးတော့အခုလက်ရှိစိတ်တွေအခုမိမိတို့နေတဲ့စိတ်တွေအကုန်လုံးသေသွားတာဘဝတစ်ခုပြောင်းသွားတာလူစင်စင်းနဲ့ဘဝတစ်ခုပြောင်းသွားတာသောတာပန်ဖြစ်တဲ့ပုဂ္ဂိုလ်ကအဲ့ဒါအာဟုကောင်းတဲ့ဒီရောက်အောင်ဘုံဘုံတော့ပို့ရမှာဒါကြောင့်မလို့ကျူးကျူးဆဆနဲ့နဲ့ ဒီစခန်းမှာတော့ယူစားကြလာကြတာလဲအဝေးကြီးတွေကလာတော့ဘုံဘုံတို့ကလည်းတို့ကြီးရောကြီးမပြဘူးမိမိတို့ကလည်းဟာတို့တထိုင်ပြီးပြီးရောမလုပ်ပါနဲ့တရာနဲ့ဒီတထိုင်မှာထိုင်လိုက်တယ်ငါအရှုံးမြတ်ဘယ်လိုလဲတွက်ဘုံဘုံလည်းတွက်ထားတာပဲအခု9ရက်မှာအခု180ကျော်ရှိတာဘုံဘုံဒီမှာတရားမကြုံရင်ဒါဘုံဘုံရှုံးနေဒီဘွားရတရားကြုံရင်ဒါဘုံဘုံပြရုံနဲ့ဒီဘွားမှာ တရားမကျော်လို့ရှိရင်ဘုံဘုံရှုံးတာပဲဒီဘွဲမှာအဲ့ဒါပဲဘုံဘုံလည်းအရှုံးမြတ်ရှိတယ်ဘုံဘုံစခန်းတစ်ဘွဲမှာဆိုရင်ဘုံဘုံလည်းအရှုံးမြတ်နဲ့တွေ့ချတာပဲဟောလည်းပြွက်ပြသားအဲ့ဒါနေသွားပြီဆိုရင်ဒါဘုံမှာနေနေပြီဆိုတော့ဒါဘုံဘုံသီလပိုင်းလားသမာဓိပိုင်းလားပညာပိုင်းလားစီစစ်တာပဲစီစစ်ပြီးတော့သမာဓိပိုင်းနဲ့သမာဓိပိုင်းထိုးတင်တယ်လက္ခဏာပိုင်းနဲ့လက္ခဏာကိုထုတ်တင်တော့အခုကလက္ခဏာဘွဲပြတ်တော့သီလာလောက်မလို့တော့သမာဓိနဲ့ လက္ခဏာနဲ့ဘောင်းဘောင်းတို့တိုးတင်မှာပဲအဲ့ဒီတော့ကျူစာကြလိုက်ကြမိမိတို့ကလည်းတကယ်လူချင်းလို့ခရီးဝီးတွေကရောက်ကြလဲတနေငန်းရောက်လာကြတာပုံကိုယ်တွေဒီရောက်မှာတော့မိမိတို့လာတော့ဘောင်းဘောင်းတွေ့ပါတယ်တပည့်တွေပြတယ်ဒီပြောင်းလဲနဲ့မှာပုံနေတယ်မှာအမေပျော်ပျော်ပါးပါးကြီးတွေလာကြတယ်ညှို့လေးတွေနှောင်းချောင်းနဲ့လူနဲ့အဲဘောင်းဘောင်းတွေ့ပါတယ် ဲ့ဒါလိုလေဒီထက်မှလည်းအဲ့ဒါလိုပျော်ပျော်ပွားပွားကြီးဖြစ်ပြီးတော့ပြန်ရအောင်ဘုံဘုံဒီပြမှာပဲကျွယွဆာဆာနဲ့အားထုတ်ကြပါလို့ဒါဘုံဘုံတိုက်တွန်းတာပါအဲ့ဒီတော့မနေ့ကရှုခဲ့တဲ့အွက်တွေ၄နိုင်ရီကျင့်ခဲ့တဲ့၄နိုင်ရီကျင့်ခဲ့တဲ့ရုပ်နဲ့နာ၄နိုင်ရီအချိန်ကဘယ်တော့ပြန်ရမလဲမရပါဘူးဘယ်တော့မှမရနှစ်ဖင်ရအောင်ရမလားအဲ့နှစ်ဖင်ရနေနဲ့နှစ်ဖင်ရရုပ်နှစ်ဖင်ရတရားမနက်ကရုပ်နဲ့မနက်ကနဲ့မနက်ကတရားချုပ်သွားပြီ ပြက်သွားတဲ့တခုကပြန်ဖြစ်ခွင့်လုံးဝမရှိပါဘူးအနိစ္စပါအဲ့ဒီအနိစ္စကိုလည်းညာနဲ့ပေါင်းအောင်ကြည့်ကြတခါခန္ဓာနာရီကနေပြတဲ့တရားတွေဟာလည်းပဲအခုအချိန်မှာရှိဦးမလားရှိပါဘူးခန္ဓာနာရီယုံနဲ့ခန္ဓာနာရီနာခန္ဓာနာရီတရားတွေလည်းခြုံငင်းခဲ့ပါပြီဘယ်တော့မှခုနောက်မှပါပါဘူးလူတယောက်သေသွားတယ်လို့သေသွားတဲ့လူကပြန်ကုမိသားစုဓမ္မပြန်ဖြစ်ခွင့်ဘယ်တော့မှမရှိပါဘူးအဲ့လိုပဲအခုနေခင်တစ်ချက်ထိုးနဲ့တစ်ချက် ထိုးရတစ်ချက်တရားနဲ့တစ်ချက်ယုံနံနေပဲအခုထိုင်လာအဲ့ဒါလို့ပြစ္ဆုတ်ပံကိုထားတယ်တရားပြစ္ဆုတ်ပံကိုထိုင်တတ်ရင်တရားရတာဒါပုံပုံနဲ့ဒီလိုပဲပုံပုံရဲ့အတူတူကျင့်မဲ့ကလာကြီးကဒီလိုပဲပုံ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 ကအဲ့ဒါ24နှစ်နဲ့သားကောင်းလေးတရားဒီပါးထိုင်မယ်ဆိုရင် तू ကသတိပေးတယ်ကောင်းလေးဝင်းလို့စီစားတာ तू ကအဲ့လိုပြောတယ်ဝင်းလို့စီစားတာဆိုတာပိုက်ထက်ဘာမှမထားနဲ့ပေါ့မတွင်းနဲ့မတွန်းနဲ့မကြမ်းနဲ့ဖြစ်ဖြစ်ခဲ့တဲ့ဟာတွေလဲမစင်းစမ်းနဲ့ကိုအခုထိုင်လို့ ပစ္စုပ္ပန်ဖြစ်တာတာဖြစ်ပေါ်တဲ့အပေါ်တာရှုသူဒီလိုပြောတာအဲ့တော့သူကဂလာကြီးကမပြောတတ်တော့ဝိနှုတ်စေစားတာတဲ့အဲ့တဲ့ဘာမှမတားနဲ့ဤဓာတ်ဒီပြိပလိစေကွာတဲ့ပြီးတဲ့ဥစ္စာပြန်ဖြစ်လာတယ်မှမဟုတ်ဘူးအခုဖြစ်ဆဲတာဆက်ရှုဒီလိုပြောလို့ပစ္စုပ္ပန်ကိုပုံပုံနားလည်လာခဲ့တယ်အခုလည်းပဲဒါဒီလောက်ဆိုရင် နားလည်ပါမနက်က၄နာရီကတရားရင်နဲ့၄နာရီစိတ်တွေ၄နာရီရုပ်တွေပြန်ဖြစ်ခွင့်မရှိတော့ဘူးပြက်သွားပြီ9နာရီရုပ်9နာရီနာ9နာရီကြာပြက်ပြီ ကိုတစ်ချက်ယုံနဲ့တစ်ချက်နံတစ်ချက်တရားတွေလာတော့မှမဟုတ်လို့ပြောတဲ့အတိုင်းသာပြစ်စုံပါမှာအခုဘုံဘုံဟောနေပြီမဲ့လို့ပြစ်စုံပါကတော့ရှိနေတယ်သိကြတယ်ပြစ်စုံပါမှာတော့ဒီတရားရှိနေတယ်အဲ့ဒါမေ့နေလို့နှကောင်းမှာဘုံဘုံဟောနေပြီနဲ့ခြူရာလေးတွေမရှိဘူးလားရှိပါတယ်ရှိတယ်အဲ့မေ့နေတာသွားရင်းနဲ့လည်းမမေ့နဲ့အဲ့ဒါလေကိုစားရင်းနဲ့လည်းမမေ့နဲ့အိတ်ချင်းနဲ့အိတ်ခံကြီးလည်းမမေ့နဲ့သူဒီအတားလေးတောင်မမေ့ကြည့်တရားကိုရတယ် ဒီတွန်းတဲ့ကံနဲ့ဒီဝင်လေထွက်လေလေးကအရေးကြီးတယ်အဲ့ဒါလေးမေ့နေလို့မိမိတို့တွေတရားဟုကတ်တယ်ခဲရင်းနဲ့ဖြစ်နေတာဒါမှမဟုတ်ဒီဒီဝင်လေထွက်လေရလဲမေ့လဲမေ့လောက်เสียပါဘာဖြစ်လို့မေ့ရတယ်လဲဘုံဘုံလို့ကြည့်တယ်ဒီဝင်လေထွက်လေလေသတိတိုင်းနဲ့မေ့တာဘာဖြစ်လို့မေ့ရတာလဲမေ့တဲ့စိတ်ကလေးကိုဖတ်မှန်ရှုရင်းနဲ့ဒီစိတ်တော့သိလာသိပြန်တဲ့ခါကျတော့မေ့တာပဲနော်ဘာဖြစ်လို့မေ့ရလဲကြည့်တယ်တော့ဩမေ့မှာပေါ့ ငွေလုံးဝဒီဝင်လူထွက်လျာပါတာကမ္မဇယုတ်နဲ့စိတ်တဆယုတ်ကိုပုံမမခွဲရဘူးမခွဲရတော့ဟောငွေလုံးဝလေဒီဥဝဲဆိုတဲ့ဒီစုရလေးပါခဲ့တယ်အခုလေလို့ဒီနှာခေါင်းလို့ဆိုတာငါအသိမှမပါခဲ့ပဲနောက်နှာခါလဲလောက်ရောက်မှ၃နှစ်သားလောက်ရောက်မှနှာခါလဲကျော်ရောက်မှဒါနှာခေါင်းခေါ်တဲ့သားရဲ့ဒါလေခေါ်တဲ့ဒါနားခေါ်တဲ့ဒါအသံခေါ်တဲ့မိဘတွေသင်လိုက်တော့အသိရနောက်ကြဟိုနှခုဒီရုပ်ကြီးမှပါလာတဲ့သဘာဝရုပ်ကရိယာပစ္စည်းတွေကသူပစ္စည်းတွေကသူ့အသိရှိပြီးသား အသည့်တွေကနောက်ကျနေတော့သူကမေ့မေ့သွားတာဘူးအဲ့ဒါတွေပြန်သိတော့မှဘာသိလဲဆိုအော်ဒီလူသွားသိတာစိတ်တစားအဝါရောပဲသူငကိုရှိနာကမ္မဇဝါရောပဲဒီကမ္မဇဝါရောကံချုပ်သွားရင်ကံကုန်ရင်သိတာပါလားဟောကံတရားတွေနားလည်လားကမ္မတပ္ပရသမာဓိဋ္ဌဉာဏ်တွေရကံကံရဲ့အကျိုးတွေသိလားအဲ့ဒီတော့မှကံကိုယုံလာဟောကိုပြုသည်မြကာယကနဲ့ကာယနဲ့ပြုတဲ့ကံဝစီနဲ့ပြုတဲ့ကံမနောနဲ့ပြုတဲ့ကံဒါပြစ္ဆုတ်ပါ ဘဝကံနေဟိုအတိတ်ကပါလာတဲ့ကံကရှိသေးတယ်အတိတ်ကဆိုတော့ဟိုဘဝတွေမဟုတ်ပါဘူးဒီယုံကြည်ရေကြည်နောက်ကငွေလာတဲ့ဒီရုပ်မှာကကံနေပါလာတာဒါအခုပြစ္ဆုတ်ပံပြောတော့ငငယ်အကြောင်းနေရာပြစ္ဆုတ်ပံလားအတိတ်ဖြစ်မလားအတိတ်ကံနေပေါ့တို့ကအတိတ်ယူတာဒီယုံကြည်ရဲ့မမွေးခင်ဟာတွေရှောက်ယူတာတော့ဝေးတာပေါ့ဘယ်တရားရအဲသေပြီးမှတောင်ဘဝကိုတခါအနာဂတ်တည်းယူတော့ဝေးတာပေါ့ဒါတရားမဟုတ်ဘူးတရားဆိုတာ အခုညနေရောက်သေးလားမရောက်သေးဘူးအဲ့ဒါအနာကပဲဟောပြီးခဲ့တဲ့မနက်က9နာရီဝနက်ကစွန်းစားတာတွေပြီးခဲ့တာပြန်ဖြေအောင်မလားအဲ့ဒါဘာဖြစ်သွားလဲအတိတ်ဘဝဖြစ်သွားပြီအတိတ်ဘဝတွေအခုတိုင်းမှာပြစ္ဆုတ်ပံပြစ္ဆုတ်ပံမမနေပြီးတော့အခုဓာယူဝက်အဲ9မိနစ်9မိနစ်ဒီ10မိနစ်ဒီတနာရီဒီဖြစ်လာမှာအနာကတွေပေါ်မလာဘူးလားအဲအနာကတွေကပြစ္ဆုတ်ပံမမရောက်ရောက်လာအောင်အဲ့လိုရှင်ရဲ့ အတိတ်နာကပြစ္ဆုတ်ပါဟောဒီတရှုတစ်ချက်ကလေးမှပဲရှိတယ်အဲ့ဒါတွေနားလည်သွားရင်မိမိတို့အနိစ္စချက်ကအလိုလိုတင်းလာတန်တရာကလွတ်လာတယ်အဲ့ဒါတန်တရာလွတ်တဲ့နည်းပဲဒီနည်းရတန်တရာဆိုတာဒီမျက်စိရလဲရှင်လေတာအယမ်းပဲခွေးမြင်ခွေးစီကြက်မြင်ကြက်စီမိမမြင်မိမသည်နားကလည်းဒီလိုပဲခွေးသံကြခွေးဖြစ်ကြက်သံကြကြက်ဖြစ်နှာခေါင်းကလည်းဒီလိုပဲဒီ6ပေါက်6ဒေါ်ရမှာလေတာကိုကိုမသိတော့အပြင်းမထင်းနေတာ ။ငါအပြင်မှာပဲတန်ត្រာကြီးလဲနေတယ်မဟုတ်ဘူး။ကိုယ်တယောက်တည်းလဲနေတာအဲ့ဒါ။ကိုယ်ခန္ဓာမှာကိုယ်တယောက်တည်းလဲတာကိုဒီသတိပ္ပဏတရားနဲ့အားထုတ်ရင်ဒီခန္ဓာမှာပဲမရပဲဘယ်သူမှမနေဘူးရကိုရတာ။အဲ့ဒါကျိုးကျိုးဆာဆာလေးနဲ့ဘုန်းကြီးတို့ပြစ္ဆုတ်ဝံတည့်တည့်လေးဝင်လေထွက်လေကိုရှုကြည့်ရအောင်အားလုံးလက်ဝှေ့ချီနမောတတသုံးကြိမ်ဆို